တနင်္လာနေ့မွေးသူအားလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ကနေ9ရက်နေ့အတွဲမှာကံကောင်းမယ်လိုရာပြည့်စုံမယ်ဘဝတိုတက်မယ်လုပ်ငန်းမရှိသူလုပ်ရမယ်ရှိသူတိုတက်နိုင်မယ်ရည်ရည်မြုံနံမှုများမှ ကောင်းသောကျိုးဆက်ရရှိမယ်ကာလတန်ကြာဆိုင်ငံ့ထားတဲ့လုပ်တွေကိုလည်းပြန်လည်စတင်နိုင်တယ် ရှင်ပြန်မှုတွေမှာအောင်မြင်မယ်မူလလှုပ်ထားပြီးသားကိစ္စတွေနောက်တစ်ကြိမ်ပြန်လှုပ်ရလိမ့်မယ်အဲ့ဒီလှုပ်တဲ့အခါမှာလည်းကိုယ့်ဘက်က အောင်မြင်ခြင်းကိုရဖို့တေချာဖို့အခွင့်အလမ်းတွေရှိလာလိမ့်မယ်တရက်နေ့မှာအရာရာကောင်းသောနေထိုင်နဲ့တွေ့တဲ့တဲ့ကံပွင့်နဲ့နှစ်ရက်နေ့မှာမတော်တဆနဲ့ကြိုးစားရမယ်အဲ့ဒီနေ့မှာရှင်ရနေရှင်ရနေသတိထားရမယ်တောင်ရက်ကိုတည်သွားစရာနဲ့ဖြစ်တတ်တဲ့နေ့စရနိုင်တဲ့တဏ္ဍာရီခွဲအတွင်းမှာသွားလာနေထိုင်ကြိုးစားရမယ် သုံးရက်နေမှာတော့အညာဆိုးကင်းပြီးတော့ကောင်းသောနေထားတွတ်တက်တဲ့ခံနေပေါ်မယ်ဆုံးဖြတ်ချက်မှန်မယ်၄ရက်နေမှာရပိုင်ခွင့်နဲ့လက်ဝဲပြန်ရမယ်ဘဝတွတ်တက်မယ်၅ရက်နေကတော့အရာရာအောင်မြင်ခြင်းအစဉ်ပြေခြင်းတွတ်တက်ခြင်းတွေရှိမယ်၆ရက်နေမှာမတော်တဆထိခိုက်မှုတွေကိုစိုက်ရမယ်ရံပတိဖက်ကတွေနဲ့လည်းထိတိုက်တွေ့ရတတ်တယ်အရှင်းမြောက်ရကုန်တည်သွားစေရန်ရှိတတ်တယ်မနဲ့၄နိုင်ခွေနဲ့ 6နိုင်ကြညနေ4နာရီခွဲနဲ့6နိုင်ကြကာလနှစ်ခုဟာအသွားလာဂယူဆက်ရမယ့်အနေထားရှိအခုနှစ်နေ့မှာတော့စာရွက်စာတမ်းလက်မှတ်ထိုးတာကိုအခြေကိစ္စတောင်းယူရမှခဏလုံးဝမလုပ်ရဒီတပတ်တာကာလအတော်တွေမှာတင်းလာနေအင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေကောင်းတယ်တွဲလို့လို့သူတို့နဲ့ပတ်သက်လို့ကောင်းပါအချိုးရှိမယ် တနင်္ဂနွေနေ့သောကြာနေ့မွေးစုတွေနဲ့တွဲပြီးလုပ်တဲ့ကိစ္စတွေအနေနဲ့စိတ်အနှောင့်အယှက်တွေဖြစ်တတ်တယ်။နံပါတ်၈၃၆ကနေဂျိုးပေးတယ်။အနေရောင်အပြာရင်ရောင်မိခိုးရောင်တို့ကိုသုံးပြီးတော့အလိုရှိရာကိစ္စတွေတွေကိုဆောင်ရွက်ပါ။ပိုက်ဆံရေးထဲမှာရွှေရောင် တွေချိတ်တခုနဲ့ငွေရောင်တွေချိတ်တခုနဲ့တခုချိတ်တွေပြီးအိတ်ထဲထဲဆောင်ပြီး တပတ်တာကိစ္စကောင်းချင်းခံဓမ္မကိုရယူပါခြေဆုတင်ပါတယ်။သင်္ဃာနေ့မွေးသူအလုံးမင်္ဂလာပါ။2025မေလ10ရက်နေ့နေ့9ရက်နေ့တော်တွင်ကာလဟာကောင်းသောကံကြမ္မာရှိတယ်။ဝေးကွာသူတွေနဲ့ပြန်လည်ဆုံစည်းမယ်။ခီးကိစ္စကြံစီအောင်မြင်မယ်။ရတ္တနဲ့လူတွေပြန်လည်စတင်နိုင်တယ်။ပြည့်နေတဲ့လာညောင်းတွေကိုပြန်ပွင့်မယ်။ ကာလရှိချာခက်ခဲနေတဲ့ကိစ္စတွေကိုပြင်လောင်းဖြည့်ရှင်းပြီးတော့ဥတီချက်တဲ့ဒုက္ခရမှထူးခြားသောတိုးတက်မှုကိုရမယ်အမျိုးသမီးမင်းဆွေကြီးကဲထူးထမှကုညီရမယ်မြေတားရေရကံကောင်းမယ်စမ်းပွင့်မယ်အဲ့ဒီဟာအရာရာဆင်ပြေသောနေထားနဲ့တိုးတက်တဲ့ကံပွင့်မယ်နေ့ရက်နေ့မှာခီးကိစ္စဆင်ပြေမယ်မတော်တဆထိခိုက်မှန်ဒီကူးဆက်ရမယ်တောင်ရက်ကိုတီသွားစရာနေဖြစ်တတ်တယ်နေ့စရနိုင်တဲ့တနိုင်ခွဲကြအသွာလာကူးဆက်ရမယ် တော့ရည်နေရတော့ငွေအခြေခံကောင်းခြင်းလက်ဖွင့်ခြင်းအရာရာဆင်ပြေခြင်းကိုကြောင်းမယ်။၄ရည်နေမှာရန်နောက်ဆက်တင်နဲ့ထိတိုက်တွေ့မယ်။အတိုက်ခံများမယ်မှန်းနာနဲ့လက်တွေ့ကောင်းဟာမယ်။၅ရည်နေရတော့အရာရာကောင်းသောနေထိုင်နဲ့တွတ်တက်တဲ့ကံခြေနေတွေဘဝရည်မှန်းချက်စစ်တွေအောင်မြင်မယ်။၆ရည်နေရမိကောင်းဆွေကောင်းထောက်ကူရခြင်းဘဝတွတ်တက်ခြင်းကိုကြောင်းမယ်။သွန်လင်ကစားအဲ့ဒီနေ့မှာမတော်တဆအညစ်ဖြစ်တတ်တဲ့ယူဆက်မယ်။ခိုင်ရန်ဖြစ်မှုကိုလည်းရှောင်မှာ။အဲ့ဒီနေ့မှာ လဲတာပြူတာစဖြစ်ရင်အန်ဒီယကြီးတတ်တယ်။အသွမ်းလာနေထိုင်အောင်လဲဂယူဆိုင်ရမှာပေါ့။ရှေးမြောက်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။မနေ့လင်းနိုင်ခွဲနဲ့6နိုင်တွေမနေ့စောစောလမ်းလျှောက်သူတွေသွားလာအိမ်မှာဂယူဆိုင်။ညနေလင်းနိုင်ခွဲနဲ့6နိုင်ကြမှာလဲအသွမ်းလာနေထိုင်ဂယူဆိုင်ပြရမယ်။ခုနှစ်နေ့မှာတော့ထူးခြားတဲ့ကံကောင်းခြင်းနဲ့စင်ပြေခြင်းတွေရှိပြီးတော့အရာရာစင်ပြေသွားမယ်။ဒီကာလအတော်တွေမှာတနင်္လာနေ့ကနေ့သောကြနေ့မွေးစုတွေကောင်းကျိုးပေးပြီးတော့ ကြာသပတေးနေ့စနေနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။သူတို့နဲ့ပတ်သက်လို့စိတ်နှောင့်ဆက်တည်ဖြစ်တတ်တယ်။၆၄ငါးကနေနေချိုးပေးပါလေ။အပြာရောင်ပန်းရောင်နှုတ်နှစ်ရောင်တို့ကိုဝစ်စင်သွန်ဆွဲပြီးလူရှိရာကိစ္စဆောင်ရွက်ပါပန်းရောင်နှင်းစီပန်းလေးတွေဖျားပူဇော်ပြီးလိုရာဆုတောင်းမှာထူးခြားစွာ ကောင်းခြင်းကံတွေရလာပါမယ်။ယေရှုတင်ပါလေ။ပုတ်ထုနေမွေးစွာလုံးမင်္ဂလာပါ2025ခုနှစ်မေလ10ရက်နေ့ရက်9ရက်နေ့ အတော်တွင်ကာလမှာရပိုင်ခွင့်တွေလည်းဝယ်ပြန်ရမယ်ခက်ခဲတဲ့ကိစ္စတွေပြေလည်အောင်ဖြေရှင်းနိုင်မယ်ရန်လုံးကိုကြော်လွားပြီးဘဝတွတ်တဲ့မှုကိုရမယ်ကိုယ်ပိုင်ယက်တီချင်းနဲ့လောကန်ချင်းတို့ရဲ့နှစ်သာရကိုကြုံမယ်မထင်မှန်ပဲဆော်ရွက်လိုက်တဲ့ကိစ္စလေးတွေကနေမမျော်လင့်သောငွေချေးတိုက်တာနဲ့အောင်မြင်မှုလမ်းကြောင်းကိုပေါ်မယ်သူတစ်ပါးနဲ့မတူတဲ့ရှုထောင့်ကနေအငင်းခုန်တွေတိုက်ခတ်နေကြတဲ့ရကိုရွေးချတဲ့လမ်းကြောင်းကနေကိုရှေ့တိုးလို့တာနေတိုးတက်တဲ့နေထားကြရောက်မယ်အခြေရေးကံမကောင်းဘူးငွေချေးကံကောင်းမယ် လက်ဖွဲ့မယ်။တရက်နေ့မှာတိုက်ခန့်ကြမှာတိုးတက်မှုကိုရရှိပြီးလိုရာပြည့်စုံမယ်။နှစ်ရက်နေ့ကအရာရာဆင်ပြေခြင်းကံကောင်းခြင်းရှိမယ်။ရန်တိုက်ခန့်များမယ်။တောင်ရက်ကိုတည်သွားစရာနေရှိတတ်တယ်။နေ့၁၂နိုင်နေ့တနင်္ဂနွေတွင်သွားလာကြည့်ဆက်။၃ရက်နေ့မှာအလုံးစုံကံကောင်းခြင်းနဲ့ဘဝတိုးတက်ခြင်းနေရှိမယ်။၄ရက်နေ့မှာယဉ်ကျေးသူများနဲ့စကားများတတ်တဲ့ပဋိပက္ခရှိတယ်။၅ရက်နေ့အရာရာဆင်ပြေသောနေထိုင်နဲ့တိုးတက်တဲ့ကံတွေပေါ်မယ်မိကောင်းဆွေကောင်းထောက်ကူရမယ 6ရက်နေ့မှာအခက်ခဲကြတာတိုးတက်မယ်လိုရာပြည့်စုံမယ်တိုက်ခတ်တဲ့ဂျုံပြီးမှလိုရာစာနာပြည့်စုံခြင်းကိုရှုံမယ်မနေ့လေးနိုင်ခွဲနဲ့6နိုင်တွင်သွာလာကျူးဆက်မယ်ရှင်းမြောက်ရရကိုဥတီသွာစံနေဖြစ်တတ်တယ်ခုနှစ်နေ့မှာကောင်းသောကံပေါ်ပေါချင်းလိုရာစာနာပြည့်စုံခြင်းငွေချေးလုံငန်းဘဝရည်မှန်းချက်အလုံးစုံကောင်းစွာစင်ပြေမှုနဲ့တိုးတက်မှုတွေကိုပေါ်ထွန်းပါလိမ့်မယ်တနင်္ဂနွေနေ့သောကြာနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးမယ် တနင်္လာနေ့ဂျာသာပလီနေ့မွေးသူတွေဒုက္ခပေးတတ်တယ်။နှစ်ခုကိုကနန်းချိုးပေးတဲ့အဖြူအစိမ့်မီကိုရောင်တို့ကိုဝစ်ဆင်သောဆွဲပြီးအလိုရှိရာကိစ္စဆောင်ရွက်နိုင်ပါတယ်။စပယ်ပန်းဘုရားကလူပူဇော်ပြီးတော့လောရာဆူတောင်းရဲ့ဆူတောင်းပြေပါလိမ့်မယ်။ဂျေဇုတင်ပါတယ်။ဂျာသာပလီနေ့မွေးသူအားလုံးမင်္ဂလာပါ။2025မေလာတရနေ့ရနေ့ခொနည်းနေ့တော်တွေမှာအပြိုင်တိုက်ခံနေတဲ့ထိတ်တိုက်ရင်ဆိုင်ပြီးမှ အလိုရှိရာပြည့်စုံမယ်မူလစီစဉ်တာတွေကိုအကောင့်ထည့်ဖို့ရမှာနှောင့်နေမယ်အစီအစဉ်မရှိပဲပေါ်ပေါက်လာတဲ့ခြေတွေကို စနစ်တကျလေ့လာသုံးသပ်ပြီးဆုံးဖြတ်ရှေ့တိုးလုပ်ကင်ခြေတွေကတော့ထူထူခြားခြားအကျိုးပေးလိမ့်မယ်ခရီးပြတ်တဲ့သူတွေနဲ့တွေ့လိမ့်မယ်အခက်ခဲကြတဲ့ကထိုးပေါက်ပြီးရဲ့လဲအောင်မြင်တဲ့အခန်းကျမကိုရနိုင်မယ်ကျမ်းမာရေးချူကြမယ်အနည်းမရှိဘူး ။ပွားနာသွားခိုက်ဖြစ်တတ်တယ်။အဆုတ်ရမိမှုတွေတွေဖြစ်တတ်တယ်။ဘေးဥပါတော့ကြာရောက်ခြင်းမရှိဘူး။ဒီနေ့မှာရံများမယ်တိုက်ခတ်များမယ်။နှစ်ရက်နေ့မှာအတိုက်ခံကြမှတိုးတက်မှုရှိမယ်။မတော်တဆနေရတော့တောင်ရက်ကိုတည်သွားစဉ်ဖြစ်တတ်တော့ဂယူဆန်ရမယ်။နေ့စရနိုင်တဲ့တန်တန်ခွဲကြသွားလာဂယူဆန်။၃ရက်နေ့နေ့မှာရပိုင်ခွင့်တွေလက်ဝဲပြန်တဲ့တောင်းဆိုရရှိနိုင်တယ်။အခက်အခဲတွေဖြေရှင်းနိုင်တယ်။၄ရက်နေ့နေ့မှာ ရှင်ပြိုင်မှုမှန်သမျှမြင်ခြင်းဘဝတုတ်တက်ခြင်းကိုကြောင်းမယ်၅ရက်နေ့မှာအတိုက်ခံနေကြတဲ့ဘဝလူရဆန္ဒပြည့်စုံခြင်းနဲ့တုတ်တက်ခြင်းကိုရနိုင်မယ်၆ရက်နေ့မှာရံများမယ်တိုက်ခတ်များမယ်စိတ်ပင်ပန်းသူပင်ပန်းဖြစ်မယ်မတော်တဆအနေကယူဆရမယ်အရှင်းမြောက်ရကုန်တည်သွားစေအနေဖြစ်တတ်တယ်မနေ့၄နိုင်ခွဲနဲ့၆နိုင်တွင်သွာလာယူဆရမယ်ခုနှစ်ရက်နေ့မှာ ်အတိုက်ခံအလုံးကိုကျော်လွှားမယ်လောရဆန္ဒပြည့်စုံမယ်ဝေကြီးကံစီဝဘဝကံတိုးတက်မှုအစဉ်စဉ်ကိုရရှိလိမ့်မယ်ဇာတပတိနေ့တောက်ကြနေ့စနေနေ့မွေးသူတွေကောင်းကျိုးပေးတယ်အင်္ဂါနေ့ဗုဒ္ဓနေ့မွေးသူတွေဒုက္ခပေးတတ်တယ်9 6ကိုကနန်းနေဂျိုးပေးတယ်အနီအောင်ချက်သွေးအောင်ပတ်ရောက်တို့ကိုသုံးဆွဲပြီးလိုရာကိစ္စဆောင်ရွက်ပါ အနီအောင်ပန်းဖွင့်ဖျားခတ်လူ၍လူရာဆူတောင်းမှာကျေးဇူးတင်ပါတယ်